2025ခုနှစ်ဇွန်လ22ရက်ဒီနေ့တနင်္ဂနွေနေ့အတွက်ခொနည်းအသားမီးအလုံးတို့ရဲ့တဲတော်ကံကြမ္မာနမိတ်ကတော့အောင်မြင်သောဆိုတဲ့သင်္ကေတနမိတ်ဖြစ်တယ်။နောက်ဒီနေ့မှာအောင်မြင်တဲ့အခွင့်အရေးတွေရမယ်သတင်းကောင်းတွေကြားမယ်အဖို့တန်ပစ္စည်းဝင်မယ်အလုပ်ကိစ္စတွေအတွက်အဆင်ပြေချောမွေသွားမယ်အစိုးရကနေအကောင့်ဘက်ကိုပြောင်းလဲသွားတဲ့သင်္ကေတဖြစ်တယ်။စိတ်ချမ်းသာတရား ကြုံတွေ့ရမယ့်နေ့တနေ့ဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါတယ်ဒီနေ့အတွက်အကန့်အထူးကောင်းမလို့ရေရာအနေနဲ့ကတော့နီးစတဲ့ကလေးတွေကိုရုပ်ရှင်ပြတာလက်ဆောင်ပေးတာစားစရာလက်ဆောင်မိုးပဲတည်တာဝယ်ကြည့်တာမျိုးပြုခြင်းအပြင်ကန်တရားအထောက်ပံ့ကောင်းတွေအထူးရပါလိမ့်မယ်ဒီနေ့မှာမိရှုသန်းနဲ့ဖွားမြင်ကြတဲ့ရင်သွေးရတနာရဲ့အတွက်ကတော့မာဘုဘေနိယတနင်္ဂနွေနေ့ဘဝဘင်္ဂဘဝဇာတာရှင်တွေဖြစ်ကြပါတယ်ဘင်္ဂရဲ့သဘောတရားအရာ ခက်ခဲခက်ခဲတွေကိုဖျက်ဆန့်ပြီးအောင်မြင်ကြမယ်သူများဖြစ်ကြောင်းနမိတ်ကောင်ဖတ်လိုက်ပါတယ်ခင်ဗျာဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးမင်္ဂလာမွေးနေ့ဖြစ်ပါစေဒီနေ့မွေးနေ့မှာကုသိုလ်ရရာ ဖြစ်နေကတော့မြတ်စွာဘုရားရှင်ကိုရေခဲမုံနဲ့ကိမ့်မုံလှူဒန်းခြင်းဆွေမျိုးမိသားစုများကိုရေပန်းမုံကိမ့်မုံဒါနလှူခြင်းခလင်းငယ်များကိုရေခဲမုံကိမ့်မုံဒါနလှူခြင်းအပြင်အဆက်အသွယ်အရာရာအောင်မြင်သွားပါလိမ့်မယ်ခင်ဗျာ ထုတ်သူဒီနေ့အတွက်အကျိုးပေးဆုံးမကဏ္ဍကတော့၃ကဏ္ဍ၁ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ကံကောင်းမှုလို့အတွက်ငွေကံကောင်းမှုလို့အတွက်ဆိုရင်တော့ရေတတ်တော်တွေကိုဘယ်လဲနဲ့အစာကျွေးပါခင်ဗျာစရိုးသံတွေကုန်းသံတွေလက်ဖက်သံတွေစားသောက်သံတွေရောင်းပန်းသာဝယ်ပန်းလှမ်းဖို့အတွက်ကတော့လက်ဖက်ရည်တစ်ခွက်လက်မုံတစ်ခုမျက်စောင်ဖျားရှင်ကိုလှူဒန်းလိုက်ပါခင်ဗျာအယောင်ထိုင်းပစ္စည်းတွေအယောင်သွက်ဖို့လို့အတွက်ကတော့သွားဖူးတန်တွေတစ်ချောင်းနဲ့အယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေကိုတို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်သိသသာအယောင်သွက်အယောင်ထွက်သွားပါနိုင်မယ် အမှုခင်းကြုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုကြောက်ဖြုန်သည့်တလုံးမှရေးပြီးသီလရှင်ဆရာလေးတစ်ပါးပါလှူဒါန်းလိုက်ပါခင်ဗျာအမှုခင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလွတ်မြောက်ဖို့အခွင့်အရေးပေါ်ပါလိမ့်မယ်။ကျမ်းမာရေးနဲ့ပတ်သက်လို့တော့သို့သောဝါညံရှိပေမဲ့မိသားစုဆွေမျိုးတွေမှာကျမ်းမာရေးညံ့နေတဲ့သူရှိရဆိုရင်တော့ကျမ်းမာရေးညံ့နေတဲ့သူရဲ့အမိကိုမှန်ပေါ်မှာဆော့ပင်နဲ့ရေးထားလိုက်ခြင်းအပြင်ဆေးကောင်းဝါကောင်းဆရာကောင်းသမားကောင်းတွေ့ပါလိမ့်မယ်။အခြေမြစ်တားရဲ့အိမ်တော်ကြီးကိစ္စတွေအတွက်တော့စိတ်ပင်ပန်းစရာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ စိတ်နောက်ချက်တွေကနေလွတ်မြောက်ဖို့လို့တော့ကတော့တတ္တဝဘေးမဲ့လွတ်တဲ့ကုသိုလ်လုပ်လိုက်ပါခင်ဗျာ။